ဲဒီတစ်ခါလဲနီးလန်းလေးပေးအောင်မယ်အဲ့ဒါကဘာလဲဆိုတော့ဒီအုံနှောင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါမှတ်သားနိုင်စွမ်းမှတ်ဉာဏ်အားတွေကောင်းဖို့အတွက်တဲ့တို့တွေဒါဖြစ်တတ်တဲ့တစ်ခါကျရင်သတိအမြင်မေ့နေဟုတ်တယ်ခဏခဏမေ့တယ်ဗောနော်ဟောအင်မောနေအဲဟောက်စင်းလာပြီဆိုမေ့ကြံခဲ့ပြန်ပြီအပေါ်ပြန်ထွက်ပြန်တော့ပြန်ယူလိုက်ဒါရုံသွားမယ်ဆိုရင်လည်းလမ်းတစ်ဝက်ရောက်မှဟဲ့မေ့ကြံခဲ့ပြန်ပြီဆိုတော့ပြန်ယူဟာနဲ့အဲ့လိုမျိုးတွေဗောနော်ရှိတယ်ဒီတော့ဒါကတော့မေ့တတ်တယ်ဆိုတာအုံနှောင်းအတွက်တော့တိတ်မကောင်းဗောနော်အဲ့ဒါကြောင့်ဒါမှတ်သားနိုင်စွမ်းအားတွေဟောအုံနှောင်းမှတ်ဉာဏ်တွေပို့ပြီးတော့ကောင်းစီဖို့အတွက်ကိုတဲ့နီးလန်းကောင်းလေးတွေရှိတယ်ဆက်သက်နိုင်တဲ့နီးလန်းလေးတွေ ါ့ဒါလေးတွေလေးလာကြည့်ဆိုပြီးပြောထားတယ်ဒီလိုမျိုးလေးကိုဒီနီလန်းလေးအသုံးပြုပြီးတော့ကိုအနေနဲ့ပြုလုပ်သွားမယ်ဆိုရင်အုံနောက်မညံနေနဲ့ပို့ပြီးတော့တိုးတက်လာနိုင်မယ်တဲ့ဒီတော့ပထမဦးဆုံးအနေနဲ့သူပြောထားတာပါလဲဆိုတော့လတွေပေါ့နော်လတွေရေတွက်ကြည့်ရဲ့လတွေဆိုတာ January February March အဲ့လိုမျိုးအစင်းလိုက်ရေတွက်ကြည့်အစနေအဆုံးပေါ့နော် ပြီးပြီဆိုရင်အဲ့နောက်ဆုံးဒီ12လနေ3လပိုင်းအထိကိုပြန်ရေတွက်တဲ့အော်ခုနရေနေတော့အစင်းလေးအစင်းပြန်ရေစလားကနေပေါ့နော်ပြန်ပြီးရေတွက်ဆိုတော့ဒီဇင်ဘာနေ့ပြန်ရေရမယ်ဆိုတော့ဒီအချိန်မှာနည်းနည်းတော့အခက်အခဲတော့ရှိပါမယ်ပြန်စဉ်းစားရမယ်ပေါ့ဒီတော့စဉ်းစား ်းစားပြီးရေတွက်ရေတွက်ရင်လည်းထားဖို့ပေါ့နော်ကိုဒါမှတ်ညံနေမှာကိုစဉ်းစားပြီးတွက်ရင်တွက်နေတာတဖြည်းဖြည်းနဲ့ကိုမှတ်ညံပို့ပြီးတော့ကောင်းလာလိမ့်မယ်အစအနေအဆုံးအဆုံးအနေစအဲ့လိုမျိုးပေါ့ပြန်လုပ်ကြည့်ရဲ့ဒါပြပြထားရဲ့ပေါ့နော်ဒီလိုမျိုးနည်းလမ်းကလည်းမှတ်ညံစမ်းအားဖို့တိုးတက်စေရဲ့ဒါစမ်းသပ်မှုတစ်ခုပါပဲနောက်တစ်ခုကကျတော့နေ့တွေကိုတဲ့စိတ်ကူးပြန်ဖို့ဟိုင်းတာပေါ့နော်ဒါပါလဲဆိုတော့တို့တွေဒီပေါ့နော်ဆန်းလိုက်ရသည်မှာဆိုနေပွဲတွေရှိတယ်ဒါနောက်အဲ့ဒီပြင်ကိုတကယ်အထိတ်မှတ်နေပေါ့နော်ဒါဒီအထိတ်မှတ်နေလေးတွေကဒီလာစင်လာတိုင်းမှာရှိတဲ့အထိတ်မှတ်နေလေးပေါ့နော်တခါရရင် တို့မေ့နေတတ်ကြရဲပေါ့နော်ဒီတော့အဲ့ထိမ့်မှတ်နေတွေကိုပြန်ပြီးတော့မှတ်သားမှတ်သားပြီးတော့ဒါကိုနေနေစိတ်ထဲမှာပြန်ပြီးပုံဖော်ကြည့်လိုက်ဘယ်လာမှာဆိုရင်ဒီလိုမျိုးရှိရဲဘယ်အထိမ့်မှတ်နေရှိရဲပေါ့နော်အဲ့လိုမျိုးပြန်ပြီးပုံဖော်ပြီးတော့ပြန်ပြီးတော့ကိုနေနေပေါ့နော်စိတ်ကူးပြန်ပုံဖော်ပေးမယ်ဆိုရင်လည်းဒါမှတ်ဉာဏ်ဆောင်ရအောင်တိုးတက်စေပါတယ်တဲ့ဒါအစပိုင်းကတော့ခက်ခဲကောင်းခက်ခဲလိမ့်မယ်နောက်ပိုင်းကျရင်တော့အဆင်ပြေသွားလိမ့်မယ်သူများလေးလေးစားပါဦးခါကြဲဒီလာမှာလေးရှိရဲလေးဘယ်နည်းပေါ့နော်အဲ့လိုမျိုးပေါ့နော်မှတ်တာဘယ်လိုတိုင်းနေနေဆိုရင်တော့အကုန်လုံးသိကြမှာသိတာတဲ့ဆက်ဆက်ကွက်ပြီးမှတ်မိတာဟုတ်တယ်နော်ဒါကတော့လုံးဝမှတ်မိရ yeah. <laughs> ဒီနောက်ပြီးတော့နောက်တစ်ခါကျတော့တင်ချာပေါ့နော်ပေါင်းနှုတ်အမြောက်စားတွေအဲ့ဒါတွေပြန်ပြီးတော့ငငယ်ဝလိုပဲပြန်ပြီးတော့တွက်ကြည့်ရဲ့တင်ချာပုတ်စာတွေပြန်တွက်ကြည့်ရဲ့အဲ့လိုပုံစံမျိုးပြုလုပ်ပေးပါနောက်တနေ့တာမှာတဲ့အဲတနေ့တာတစ်ခုလုံးပေါ့နော်ကိုပါလေးလုတ်ခက်လေးဆိုတာညမှာပြန်ပြီးတော့တွေးတွေးပြီးတော့ဒါယာရီရဲ့မှာပြန်ချရည်တဲ့ချရည်ရဲ့အခါကျရင်ပေါ့နော်အများကြီးတာမျိုးမဟုတ်ပဲနဲ့ gist လေးထုတ်ပြီးတော့ရေးပေးပေါ့နော်အဲ့ဒါလည်းမှတ်ဉာဏ်ဆိုင်အောင်ပြန်ပြီးတော့ကောင်းစီတဲ့ကိုတနေ့တာမှာဘာလေးလုတ်ခက်လေးတွေးဆိုတစ်ခါလေးကြရင်ညမှာကိုမနေ့ကဘာလေးစားခဲ့ရလဲနင်းလေကဘာဘာလေးဘာဟင်းနဲ့စားခဲ့ရလဲဆိုတာမေ့နေတတ်ကြရယ်နော်အဲ့ဒါပြန်ပြီး စဉ်းစားကြည့်ပေးပါတဲ့။နောက်ပြီးတော့ညံစမ်းမေးခွန်းလေးတွေ၊ဘေးဒီမေးခွန်းလေးတွေ၊စာအုပ်လေးရှိအဖြည့်ပါပါတယ်ပေါ့နော်။အဲ့ဒါလေးကိုမှအဖြည့်ကိုမကြည့်ဘဲနဲ့ကိုဖြည့်ကြည့်ပါဒီမေးခွန်းလေးဖြည့်ကြည့်ရဲ့။ပြီးတော့အစာပိုင်းကတော့ခက်ခဲပြီမယ်ဆိုရင်နောက်ပိုင်းကျရင်ကိုအဆင်ပြေသွားပြီဆိုရင်တော့တကယ်တကယ်ကိုလောက်ဆောင်မဲ့အလုပ်တွေမှာကိုအယောင်စူးလိုက်လာနိုင်လိမ့်မယ်။အဲ့ဒီအပြင်ကိုမိတတ်တဲ့သတိမိတတ်တဲ့သူတွေသတိပြန်ပြီးတော့ရလာမျိုးတွေမျက်ညံပိုကောင်းလာမျိုးတွေ့ရလိမ့်မယ်။ဟုတ်တယ်နော်။ဒါမဖြစ်မနေလောက်ရမယ်။တခါကျရင်မနှက်ကပေါ့နော်။ဂျုံလာကန်ကြီးရေချိုးရေချိုးတယ်ပေါ့နော်။ရေမချိုးခင်မှာငါညအိတ်ဝတ်ခဲ့တာဘာយ៉ាងလဲ။ဘာဝတ်ထားတဲ့ မှတ်မိဘူးမမှတ်မိတော့ဟုတ်တယ်ဖြစ်တယ်အဲ့ဒါဘာမှမဟုတ်တဲ့ကိစ္စကိုပြန်စဉ်းစားလို့မရဘူးဟုတ်တယ်ကဲဒါဆိုရင်တော့ဒီဟာလေးတရားလုံးမရတော့မယ်အဲ့တော့ဒီတစ်ခါမှာတော့ ဒါသာသမီပြုစုရဲ့နီလန်ကောင်းမြောက်ကိုပြောပြပေးအောင်မယ်ဒါသုဒ္ဓဆေဆောင်နဲ့မှာဖတ်ထားတာပေါ့နော်အဲ့တော့မိမတွေကသာသမီလေးတွေမွေးလိုက်တယ်မွေးလိုက်ပြီဆိုတာနဲ့မချစ်တော့မဟုတ်တခါကြရင်လေကိုကလေခလေးကိုပေါ့နော်ပြုစုရမယ်နီလန်ကိုမသိတဲ့ခါကြတော့ခလေးလေးတွေကကြီးလာတဲ့ခါမှလေတယောက်နဲ့တယောက်ဇရိုက်မတူဆိုတာအဲ့ဒါပဲအဲ့တော့ဒါမိမတွေကငငယ်လေးကတိတိကျကျလေးစနစ်တကျပြုစုခဲ့မယ်ဆိုလို့ရှိရင်ခလေးလေးတွေကဒီသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာအပြောစုအမှုရာအရာအလုံးအဆင်ပြေသွားလိမ့်မယ်ပေါ့နော် အဲ့တော့ဒီမှာဆိုရင်အာပထမတစ်ချက်ကဗာလဲဆိုတော့ခလေးနဲ့ပတ်သက်ပြီးတော့လှံပြောင်းတဲ့စကားတွေကိုတခြားသူတွေကိုသွားမပြောနေတဲ့ခလေးရှင်မှာအဲ့တော့ရည်စရာအနေနဲ့ပြောရင်ရတယ်ဒါပေမဲ့လှောင်တဲ့ပုံစံနဲ့ပြောလို့မရအောင်ဒါခလေးအနေနဲ့မပြောတာမပြောမယ်စိတ်ထံရရအောင်ပါပဲပေါ့နော်ပထမတစ်ချက်ခလေးတွေကိုမလှောင်နဲ့နံပါတ်1က ကောင်းတယ်လို့ကိုလက်ခံမထားတဲ့အရာတွေကိုကိုရိုင်းအမကောင်းတယ်လို့လက်ခံမထားတဲ့အရာတွေဒါတွေကိုခလေးတွေကလှုပ်တဲ့အခါမှာတဲ့ချီချူအားပေးတာမျိုးတွေမလှုပ်ပါနဲ့တဲ့ကိုကိုရိုင်းအမကောင်းတယ်လို့လက်မခံတာဒါမျိုးလည်းမလှုပ်ပါနဲ့ပြီးတော့အပြစ်ပေးတဲ့အခါမှာခလေးတွေကိုအပြစ်ပေးတဲ့အခါမှာရက်ဆက်တဲ့နီလန်နဲ့အပြစ်မပေးပါနဲ့တဲ့တခါကျရင်နေမှာပေါ့နော်ဆာဆာခလေးတွေကိုအရန်ကိုရအရန်ကိုရအေးငုံမတိတ်ဘူးလားဆိုပြီးတော့ဇောက်ထိုးလေးဆွဲပြီးရေရွေးနှခမ်းဝမှာဒီလိုလေးကင်တာအဲလိုကြောင်ကင်တာအဲ့လိုမျိုးပေါ့နော်လှုပ်တာမြင်ဘူးတဲ့ဒါပေမဲ့အဲ့ဒီ လူကြီးကလည်းဖြစ်စေခြင်းနဲ့စိတ်ရတော့မဟုတ်ဘူးဒါပေမဲ့ခရီးကကြောက်ပြီးတော့အငူတိတ်သွားဒါပေမဲ့ဘလောက်တာနှလုံးဟိုနှလုံးသားထဲမှာပေါ့နော်အရန်ကိုလန့်ဝါလိုက်မလဲလို့အဲ့လိုမျိုးလေလုံးဝမလုပ်ရဘူးတဲ့နောက်တစ်ခုကအာထမင်းပွဲပြင်တာတွေအိမ်လုံးလုတာကြီးချိုးကန်းတန်ရှင်းလုတာအဝတ်ကလေးတွေတဲတာမျိုးအိမ်တိုက်ဟိုကျန်းမြင့်တိုက်တာမျိုးတွေဒါမျိုးလုတ်ကလေးတွေမှာဆိုလို့ရှင်လေကလေးတွေကိုသူ့အရွယ်နဲ့သူ င့်တော်တဲ့အလုပ်လေးတွေမှာပါဝင်ပြီးတော့ကူညီခိုင်းပါတဲ့ဒါမှသူတို့ကဒီလူတွေနဲ့တောင်းသင်းဆက်ဆံတဲ့မန်နေဂျာမအိမ်လုပ်တွေကူလုပ်တတ်မယ်ဒါမျိုးဖြစ်မှာအာပြီးတော့နောက်တစ်ခုကခလေးကိုမျက်နှာချင်းဆိုင်ပြီးတော့စကားပြောပြဖို့အတွက်မကြာခဏကြိုးစားပါတဲ့အာခလေးပြောတဲ့စကားတွေပေါ့နော်ခလေးကလည်းကိုမျက်နှာချင်းဆိုင်ပြီးစကားတွေစိတ်ပါလက်ပါပြန်ပြောနေပြောနေခါမှာကိုကစိတ်ကတခြားကိုရောက်နေခလေးကပြောလို့မပြီးတော့ဆိုပြီးတော့ခလေးကိုစိတ်မရှိတဲ့ပုံစံမျိုးတွေပြီးတော့တပ်ပြတစ်ချိန်လုံးချနေတာမျိုးတွေမလုပ်ပါနဲ့တဲ့ခလေးစကားပြောတဲ့ချိန်ပေါ့နော်ဒါတစ်ခု နောက်တစ်ခုကဒါမဲ့ခလေးတွေပေါ့နော်ခလေးဓာတ်ဆိုရင်ကိုခလေးဆန်တဲ့အပြုတ်မှုဆိုပြီးတော့လောက်ကြတယ်ဒါပေမဲ့အဲ့ဒီပြုတ်မှုတွေကလုံးဝရိုင်းရိုင်းဆိုင်ဆိုင်နေပေါ့နော်လူကြီးကိုရိုင်းရိုင်းဆိုင်ဆိုင်စကားအပြောဆိုအမူအရာအကုန်လုံးအဲ့လိုရိုင်းရိုင်းဆိုင်နေလောက်လာပြီဆိုလို့ရှိရင်တော့လုံးဝလက်မခံပါနဲ့တဲ့ပြင်းပြင်းထန်ထန်သူ့ကိုတားမြစ်ပြီးပါဆိုပြီးပြောထားတယ်ဒါခလေးဆန်တာနဲ့ရိုင်းတာနဲ့မတူဘူးเนาะအပြင်းပြင်းထန်ထန်တားမြစ်ရမယ်ပြီးတော့ကမ္ဘာလောကကြီးကိုချစ်မြတ်နိုးတဲ့ဖို့သင်ပေးရမယ်ပြီးတော့ခလေးကတခြားသူတွေနဲ့ရှိနေချိန်မှာဒကိုကောင်းဆန်ပြီးတော့သူကတွားပြီးတော့လေဝဲကြီးအုပ်နေတာမျိုးတွေမြင်ကိုခလေးန နိုင်နေတာပဲဆိုပြီးဘယ်တော့မှခွင့်မပြုပါဘူးတဲ့ဒါမျိုးကိုလည်းသိအောင်နားလည်ပြရမယ်ပေါ့နော်ပြီးတော့ဒီခလေးရဲ့စံပြဖြစ်ဖို့အတွက်ပေါ့နော်ဒါကိုကိုကခလေးရဲ့အနီးကပ်ဆုံးမှာရှိနေတဲ့သူကိုကိုကိုကြည့်ပြီးတော့ကိုမူကျင်နိုင်မယ်သူကဖြစ်လာမှာလေအဲ့တော့ကိုကိုရိုင်းကတကယ်ကိုစံပြပုံကိုဖြစ်အောင်လို့စူးစမ်းပြီးတော့နေထိုင်မှာဆိုပြီးတော့ပြောထားတယ်ဒါပေါ့နော်ခလေးလေးကိုဘယ်လိုမျိုးပြုဆောက်ရှောက်ရမလဲဆိုတော့နီလာမော့အေးရှိတယ်ဟုတ်တယ် တဦးမွေးလို့ရှင်ဘူဝီသတိထားမှာကိုကသိမသိသေးဘူးเนาะဒါကလေးတွေကလည်းအမျိုးစုံရှိရနော်ချုပ်ကလေးရောလည်းတွတ်တာမှာလွန်းတော့တွတ်တာမှာအော်တက်မှာဟိုဘာလဲတချို့ကြလည်းလေတခုဆိုလည်းလှဲ့လှဲ့နဲ့လေသူတို့ကြီးပေါ့တချို့ကြလည်းအရန်ကြောက်လုံးတဲ့ကလေးတွေလည်းရှိရလူနာဟိုကြောက်တာလူအရန်ကြောက်တာအဲ့လိုမျိုးတွေလည်းရှိရပေါ့เนาะကလေးတွေဒါပုံမှန်ကြီးထွားဖို့အတွက်ကိုကြီးပြင်းဖို့အတွက်ကိုမိဘတွေကဘေးနားနေပဲတေချာခိုင်တိုင်းပေးပြီးတော့တင်ပြပြီးမှကလေးအနေနဲ့ပေါ့เนาะဘဝတစ်လျှောက်လုံးအတွက်အကောင်းပါမှာเนาะဟုတ်တယ်နော် ဲဒါဆိုခဏနားကြမယ်ခဏနေရင်ပရိသတ်တွေပြောပြပေးမယ်အเจ้าကြီးနဲ့တူတူပြန်လာခဲ့ပါအောင်မယ်ရှင်